င်းနဲ့ချီပြီးတော့ပတ်စပ်နေမလို့တော့ဘူးပြီးတော့ stereo ခန်းတွေလည်းငားစရာမလိုတော့ဘူးကြကျွန်တော် AI ဟန္တာသုံးချတက်လို့ရှိရင်၃မိနစ်အတွင်းမှာကိုယ့်ရဲ့ social media post တွေအဲ design တွေပြီးလို့ရှိရင်ကျွန်တော်အရန်မိုက်တဲ့ video တွေကိုချက်ချင်းဖန်တီးလို့ရပါတယ်စိတ်ဝင်စားရဆိုရင်ကျွန်တော်ဘယ်လိုလုပ်လဲဆိုတာကိုအစားဆုံးပြပြပေးပါမယ်အဆုံးထိလိုက်ကြည့်ပေးပါဦးကိုယ့်ရဲ့ project တစ်ခုပေါ့နော်ဓာတ်ပုံရိုက်ရမှာဖြစ်ပါတယ် အတမွေရတဲ့ခါမှာအရင်ကောင်းနေစရာမလိုဘူးဒါပေမဲ့လည်းကျွန်တော်ရှင်းရှင်းလင်းပေါ်နေဖို့လိုတယ်အခုကျွန်တော်ဆိုလို့ရှိရင်ဒါပတ်ဆိုင်ကလေးကိုလက်ပေါ်တင်ပြီးတော့ကျွန်တော်ရိုက်လိုက်တယ်ပေါ့နော်โอเคရိုက်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ကတနည်းအားဖြင့်ဒီ3.0 pro ဆိုလို့ရှိရင်တော့အခုနောက်ပိုင်းတော်ကောင်းတဲ့ဒီ feature တွေအများကြီးထည့်သွင်းထားတယ်အဲ့မှာကျွန်တော်ကပုံလေးကိုတွဲလိုက်တယ်တွဲလိုက်ပြီးတော့ကျွန်တော်ကမလုပ်ပါနဲ့ဆိုတော့ဒီပုံလေးကပတ်ဆိုင်လေးကိုပေါ့နော်အမိုက်စား social media design plan လေးကို brown ကောင်းကောင်းရေးပါဆိုပြီးတော့ကျွန်တော်မြန်မာလူလေးပဲကျွန်တော် brown လေးတောင်းလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ခါမှာသူကကျွန်တော်တို့ကိုအနည်းအားဖြင့် ဘရောင်လေးချပေးတယ်ပေါ့နော်အဲ့တော့အရင်ရောမဆောင်အောင်အများဆုံးဆောင်ရရင်ကျွန်တော်တင်တယ်ဘာလို့ပဲ၈စက္ကန့်လောက်ပဲကျွန်တော်ဆောင်အောင်ပေါ့နော် Okay အခုဆိုရင်သူကျွန်တော်တို့ဘရောင်လေးချပေးဒီဟာလေးကဘရောင်လေးလို့ပေါ့နော်အဲ့ဒါဒီနေ့ရက်ဒီပုံလေးကိုကျွန်တော်တို့ကဘယ်လိုပုံစံလေးနဲ့ ဒီဇိုင်းလုပ်မလဲပေါ့ဒါကျွန်တော်ဒုတိယလေးကျွန်တော်ရွေးလိုက်မယ်သူကကျွန်တော်တို့ကိုပေါ့နော်ဒီတနည်းအားဖြင့်ရွေးချယ်စရာလေးလည်းပေးထားရပေါ့နော်အဲ့တော့ကျွန်တော်ဒုတိယဟာလေးကိုကျွန်တော်ရွေးလိုက်မယ်ရွေးပြီးကျွန်တော်တို့ကဒီမှာပဲ tools ကိုရွေးပြီးတော့နော် create image ဆိုတော့ပြန်ရွေးတယ်နာနိုဘနာနာ model နဲ့ကျွန်တော်ဒီဇိုင်းလုပ်မယ်အဲ့တော့ဒီဒီဇိုင်းလေးကိုလုပ်ဖို့အတွက်ကိုပုံပေါ်တော့ကျွန်တော်ပြန်တွဲပေးရမယ်ဆိုတော့ဒါလေးကိုပြန်ထည့်လိုက်တယ်ထည့်ပြီးရင်သူ့ရဲ့ brown လေးနဲ့ကျွန်တော်တို့ကဒီနေရာမှာ copy ပေးချလိုက်တယ်ပေါ့နော်ဆိုတော့ okay ပြီးတော့ကျွန်တော်ပုံလေးတစ်ပုံစတင်ဖန်ပြီးမှဖြစ်ပါတယ်ဒါကတော့ တနည်းအားဖြင့်ဒီပတ်စံကြီးလေးကို social media design ပေါ့နော်။မှ Facebook တို့ Instagram တို့မှာတင်လို့ရတဲ့ design လေးတခုကိုကျွန်တော်စတင်ဖန်ပြီးမှဖြစ်ပါတယ်။ Okay အဲ့တော့အခုဆိုလို့ရှိရင်တော့ကျွန်တော်ပုံလေးတစ်ပုံစပြီးတော့ပေါ်လာပြီ။အဲ့တော့ဒီပုံလေးပါနော်အရင်မိုက်တယ်။ဆိုတော့တနည်းအားဖြင့်ကျွန်တော်တို့ကခုနပတ်စံကြီးလေးကနော်တကယ်အကျန်းနေလေးရတယ်ဒါပေမဲ့သူတို့ design ထိုင်နေတဲ့အခါမှာဒီလိုပုံစံလေးထွက်လာပြီပေါ့နော်။နောက်ဒါကိုတော့ကျွန်တော်တို့ကလိုအပ်တဲ့လိုလေးတော့ပြန်ပြီးတော့တနည်းအားဖြင့်ပေါ့နော်ကျွန်တော်တို့ အင်္ဂလိပ်စာသားလေးပါလေးတော့ထပ်ထည့်ရမှာပေါ့เนาะအဲ့တော့ဒါတို့ကျွန်တော်တို့တနည်းအားဖြင့်ပမာသွားပြီးတော့အကန်ဘာတို့ဘာတို့မှာထည့်လေရတယ်အဲဒါမှမဟုတ်လို့ရှင်လေဒီမှာပဲကျွန်တော်တို့ကဒီစာသားလေးကိုပို့ထည့်ရင်လည်းရတယ်ပေါ့เนาะအဲ့တော့ဆောလောလောဆယ်ဒီပုံလေးကိုကျွန်တော်ရင်ထောင်းလိုက်မယ်ထောင်းလိုက်ပြီးရင်ကျွန်တော်တို့ဒီပုံကိုဗီဒီယိုပုံစံပြန်ပြောင်းမယ်เนาะဆိုတော့လောလောဆယ်မှာတော့ကျွန်တော်တို့ဒီအာဗီဒီယိုလေးတစ်ပုံပေါ့เนาะဒီဒီပုံမှာကျွန်တော်အရင်ဆုံးကျွန်တော်တို့က mute ချက်ကိုပြန်ခေါ်လိုက်ပါပြီးရင်ကျွန်တော်ဒီနေရာမှာဒီပုံလေးကိုပြန်တွဲလိုက် အပြန်တွေးပြီးွားရည်ဆိုလို့ရှင်တော့ကျွန်တော်တို့ကဒီပုံလေးပေါ့နော်ဒီပုံကဲကအိတ်ကလေးဟိုအာကိုင်းပြီးအာရှိုးအဲ့တနည်းအဖြစ်ပေါ့နော်ရှိုးရှောင်းတဲ့ပုံစံလေးပေါ့လားကျွန်တော်အဲ့ဒါကိုရှိုက်လိုက်ပေါ့နော်ရှောင်းနေတဲ့ပုံစံလေးအန်ဒီပေါ့အာ ပုံစံလေးကျွန်တော်ဗီဒီယိုပေါ့နော်ဗီဒီယိုဖန်တီးပို့တော့ brown share ပေးပါပေါ့နော်ဆိုတော့တနည်းအားဖြင့်ဒီပုံပဲထည့်ပြီးတော့ကျွန်တော်တို့ကဗီဒီယိုအတွက် brown လေးထပ်တောင်းလိုက်တာပေါ့နော်အဲ့တော့ brown လေးကိုကိုယ့်ကိုရေးလိုက်ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကအခုမှစပြီးတော့ဘီကနာတယောက်ဖြစ်တယ် brown လေးကိုလည်းနားမလည်ဘူး brown ကောင်းကောင်းလေးကိုယ်မှာဖန်တီးတတ်သေးဘူးဆိုရင်တော့ဒီဟာလုံးဝအလွယ်နည်းလမ်းဖြစ်ပါတယ် AI ကိုပဲပြန်ပြီးတော့ brown ကိုပြန်မေးလိုက်တာပေါ့နော် တော့ brown နဲ့ပတ်သက်ပြီးတော့လည်းနောက်ပြီးတွေမှာကျွန်တော်အသေးစိတ်တော့ထပ်ပြောပြဖို့ရှိပါတယ်။ဘယ်လိုစဒါလေးကကျွန်တော်တို့ brown လေးဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့က2ကိုပြန်ရွေးရမယ်။ဒီ brown ကို copy ကိုပြီးဆိုရင်တော့ create video with video 3နဲ့ကျွန်တော်တို့ကနော် video ဘန်ဒီမှာဖြစ်ပါတယ်။အဲ့တော့ပုံလေးကိုကျွန်တော်တွဲပါမယ်။ပုံလေးကိုတွဲပြီးပြီဆိုလို့ရှင်တော့ကျွန်တော်တို့ brown လေးကိုထည့်มาဖြစ်ပါတယ်။ okay အဲ့ဒါဆိုရင်တော့ခဏနေ video လေးတစ်ပုတ်ထွက်လာမှာဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်တို့တို့ဗီဒီယိုလေးတစ်ပုဒ်ပန်းနေနေပြီဖြစ်ပါတယ်ဗီဒီယိုကတော့အခမ်းမန်းကြီးပေါ့နော်စက္ကန့်30လောက်တော့ဆောင်းအောင်ပါလေဟုတ်ကဲ့အဲ့တော့အခုဆိုလို့ရှိရင်တော့ဗီဒီယိုလေးတစ်ပုဒ်ထွက်လာပြီဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကဘယ်လိုလေးလဲဆိုတော့ဒီလိုလေးပေါ့နော်ဟုတ်ဒီဟာလေးကခုနကကျွန်တော်တို့ကြည့်လိုက်တဲ့ဟာကတော့အိတ်ကအိတ်ကလေးပဲပေါ့နော်ဒါပေမဲ့ဒီအိတ်ကလေးကိုပဲကျွန်တော်တို့ကဗီဒီယိုအကြမ်းလေးတစ်ပုဒ်ထွက်လာပြီဖြစ်ပါတယ် ဒါဆိုရင်တော့ကျွန်တော်ပြောရတဲ့ brown เนี่ยနည်းနည်းတော့လွဲတယ်ပေါ့နော်တို့တော့လေကျွန်တော်ကဒုတိယဟာကိုကျွန်တော်ရွေးလိုက်တဲ့ဟာဆိုတော့အဲဒီလိုမျိုးလေးထွက်လာတယ်ပေါ့နော်ဆိုတော့အဲ့ Okay ဒီ video လေးကိုလည်းကျွန်တော်တို့ကနည်းနည်းပါပါပေါ့နော်ဒီတနည်းအားဖြင့်နောက်ခံစကားပြောလေးတွေ Assassin Trade နဲ့ app တလို့နော် price လေးတွေထည့်ပြီးတော့လေဒီတနည်းအားဖြင့်တင်လို့ရတယ်ပေါ့နော်အဲ့ကျွန်တော်အမြဲတမ်းပြောသလိုပဲ video တစ်ပုဒ်တန်းနေတော့မရဘူး video ကိုသုံးဖို့လောက်ကျွန်တော်ဖန်နေပြီးတော့မှတနည်းအားဖြင့် အကြောင်းညာပြီးတော့ဖိနပ်ပန်နေလို့ရတယ်ပေါ့နော်ဆိုโอเคအဲ့တော့ဒါလေးကိုလည်းကျွန်တော် down လုပ်ရပါတယ်လုပ်ငန်းမှာကိုယ့်ရဲ့ product တွေကို design ဆွဲတာတွေเนาะကြောင်းညာ post တွေဖန်နေတာတွေ video တွေဘယ်လိုမျိုးဖန်နေလဲဆိုတာလေးကိုကျွန်တော်ပြောခဲ့တာပါပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြောလိုက်တဲ့နည်းလမ်းလေးကအရန်ဝင်ပဲကိုယ်တယ်ဆိုတော့ဒါကတကယ်ကို business ပဲရှိတယ်ပေါ့နော်တကယ်တော့ကျွန်တော်ကကိုယ့်ရဲ့ဒီပုံတွေကျွန်တော်ရဲ့ဗီဒီယိုတွေကိုဒီတက်ပို့ပြီး creative ဖြစ်လာအောင်။နောက်ပြီးလို့ရှိရင်တလားစာဒီ planning တွေဘယ်လိုလုပ်မလဲ ့ပို့ပြီးတော့ကောင်းတဲ့ corner strategy ဘယ်လိုဆွဲမလဲဆိုတာတွေကတော့ကျွန်တော်တို့ထပ်ပြီးတော့လေ့လာမယ့်အပိုင်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့အပြင်သင်တန်းမှာဆိုလို့ရှိရင်တော့ဒါတနည်းအားဖြင့်ဒီလိုမျိုး content planning လုပ်တာတွေ corner strategy ရေးဆွဲတာတွေ corner creation လုပ်တာတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကျွန်တော်ပြောသားဖို့ရှိပါတယ်။စိတ်ဝင်စားရင်တော့ကျွန်တော်တို့ comment ထဲမှာ AFP လို့မှတ်ပြီးတော့သင်တန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ဆိုတော့အားလုံးရဲ့ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်။နောက်ဗီဒီယိုလေးကိုလည်းထပ် share ပြီးမမေ့နဲ့နော်။